မင်္ဂလာပါခင်ဗျာရောင်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်နဲ့မိုးမောင်မြို့နယ်အဆက်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကို GIA နဲ့မဟာမိတ်တပ်တွေကတပ်မှန်သိမ်းပိုက်လိုက်ပြီဆိုပါတယ် ဂင်ဘီနယ်ကအကြပ်ဖက်စစ်တပ်ရဲ့ကြိုက်တုံဗျူဟာစခန်းသိမ်းတိုက်ပွဲမှာလက်နက်ချလိုက်တဲ့ဗျူဟာမှုဗိုလ်မှူးကြီးအောင်ကျော်စိုးနဲ့အရာရှိစစ်နောင်အပါဝင်စစ်သား66ဦးကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးထားပြီးလက်နက်မချခင်တိုက်ပွဲတွင်စစ်ကောင်စီတပ်သား71ဦးကတော့အသေးကုန်ကြပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြဝါဆုံးတင်ဆက်ပေးခြင်းတရင်ကတော့ကချင်းပြည်နယ်ဝိုင်းမော်မြို့နယ်နဲ့မိုးမောက်မြို့နယ်အဆက်မရှိတဲ့အကျန်းဖက်စစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကို KIA နဲ့မဟာမိတ်တပ်တွေကတတ်မှန်သိမ့်ပိုက်လိုက်ပြီးလို့ KIA သတင်းရင်းမြစ်ကပြောပါတယ်။မတ်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲဝိုင်းမော်မြို့နယ်ကချမ်ဖက်စစ်တပ်ရဲ့ခမရ38တပ်စခန်းနဲ့ခမရ31တပ်စခန်းနှစ်ခုလုံးကို KIA နဲ့မဟာမိတ်တပ်တွေကအပိသက်တိုက်ခိုက်သိမ့်ပိုက်ရရှိသွားပြီဆိုပါတယ်။အဲ့ဒီလိုစခန်းသိမ့်တိုက်ပွဲတွေအတွင်းအချမ်ဖက်စစ်ကောင်စီတပ်သားတွေရဲ့မသာလောင်းတွေကိုပါသိမ့်စီရရှိထားပြီးဒဏ်ရာရတဲ့သူတွေလည်း15ဦးရှိထားတဲ့အပြင် တခြားစစ်သားတွေလည်းခြေဥတက်ရာထွက်ပြေးနေကြတယ်လို့ GI ဣသရင်ရင်မြစ်ကပြောထားပါတယ်လက်ရှိမှာလည်းကချင်းပြည်နယ်နာဖွဲ့မှာရှိတဲ့အကြံဖက်စစ်တပ်စခန်းနဲ့ဥကာချန်တပ်စခန်းတွေကို GI နဲ့မဟာမိတ်တပ်တွေကအရှိန်ဟုန်နဲ့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ခင်ဗျဒီတခါကရင်ပြည်နယ်ဘက်မှာတော့အကြံဖက်စစ်တပ်ရဲ့ကြိုက်တုံဗျူဟာစခန်းသိမ်းတိုက်ပွဲမှာလက်နက်ချအဖမ်းခံခဲ့တဲ့ဗျူဟာမှုဗိုလ်မှူးကြီးအောင်ကျော်စိုးနဲ့ အရာရှိ12ဦးအပါဝင်စစ်သား66ဦးကိုကောင်းကောင်းမွန်မွန်ဆောက်ရှောက်ပေးထားပြီးလက်နက်မချခင်တိုက်ပွဲတွင်စစ်ကောင်စီတပ်သား71ဦးကတော့ပေကုန်ကြပြီလို့ KNU ဗဟိုကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အဲဒီစစ်ကောင်စီရဲ့ကြိုက်တုံဗျူဟာစခန်းကနေဗျူဟာမှုအောင်ကျော်စိုးနဲ့အရာရှိ12ဦးအပါဝင်စစ်ကောင်စီတပ်သား66ဦးဟာ KNL နဲ့တော်လိုင်းပူပေါင်းတပ်တွေစီမှမတ်လ14ရက်နေ့ကပဲလက်နက်ချအဖမ်းခံခဲ့ကြတယ်ဆိုပါတယ်။အဲဒီလိုလက်နက်မချခင် ကြိုက်ထုံဗျူဟာစကန်ကိုတော်လန်ရေးတက်တွေကထိုးစစ်စင်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၁၁ဦးကတော့အသီးသီးသေးကုန်ကြပြီးစစ်သား၄ဦးကဒဏ်ရာရထားတယ်လို့တော်လန်ရေးရဲဘော်၂ဦးလည်းမြင့်မြတ်စွာအသက်ပေးလူတော်ရတယ်လို့သိရပါတယ်။လက်ရှိမှာတော့အဲ့ဒီစစ်ကောင်စီရဲ့ကြိုက်ထုံဗျူဟာစကန်ကနေလက်နက်ချအဖမ်းခံခဲ့ကြတဲ့ဗျူဟာမှုဗိုလ်မှူးကြီးအောင်ကျော်စိုးနဲ့အရာရှိ၁၂ဦးအပါအဝင်စစ်သား၆၆ဦးကိုတော်လန်ရေးတက်တွေကကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးထားပါတယ်လို့လည်းဂဲညူဘ ਹੁ ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိမှာလဲ KNU တမဟာ6နေမြေမှာ KNL နဲ့တော်လန်ရေးပူပေါင်းတပ်တွေကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာလဲဂရင်ပြည်နယ်မြဝတီမြို့နယ်တင်ငန်းညီနောင်မှာအခြေစိုက်ထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ356တပ်ရင်းကို KNL နဲ့တော်လန်ရေးပူပေါင်းတပ်တွေကအပိတ်သက်သိမ့်ပိုက်ရရှိမှုအတွေ့စစ်ကောင်စီတပ်သား71ဦးသေသွားပြီးတော့လက်နက်ခဲယမ်းတွေပါ သိန်းစီရရှိထားတယ်လို့ KNU ဗဟုကနေတရားဝင်ထုတ်ပြန်ထားပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့တင်ငန်းညီနောင်အခြေဆိုင်ခမရ399တရင်တရင်လုံးကို KNL နဲ့တော်လန်ရေးပူပေါင်းတက်တွေကသိမ်းပိုက်ပြီးတဲ့နောက်မတ်လ15ရက်နေ့မှာပဲနောက်ထပ်စစ်ကောင်စီရဲ့တင်ငန်းညီနောင်အခြေဆိုင်ခမရ396တရင်ကိုပါ KNL နဲ့တော်လန်ရေးပူပေါင်းတက်တွေကအပိဒသိမ်းပိုက်လိုက်တာပါအဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ396တရင်ကိုသိမ်းပိုက်မှုအတွင်းစစ်ကောင်စီတပ်သား17ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲ အသီးသီးသေးကုန်ကြတဲ့အပြင်တန်ရန်ရတဲ့သူတွေလည်းရှိထားပြီလက်နက်ခဲယမ်းတွေပါတင်းစီရရှိထားသလိုဒေါ်လာရဲ့ဘော်တူလည်းတိုက်ပွဲတွင်မြင့်မြတ်စွာအသက်ပေးလူတော့ရပြီး၅ဦးတန်ရန်ရထားတယ်လို့ကဲညူဘ ਹੁ ကနေတည်ဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျအခုတခါရခိုင်ပြည်နယ်ဘက်မှာလေရသိတောင်မြို့သိမ်းတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီကစစ်သားအဖြစ်အတင်းအဓမ္မစုဆောင်းထားတဲ့ရိုဟင်ညာမွတ်စလင်လူမျိုးတွေပါတေဆုံမှုရှိခဲ့တယ်လို့ရခိုင်တပ်တော် AA ကဓာတ်ပုံတွေနဲ့တကွထုတ်ပြန်လိုက်ပါတယ် မတ်လ18ရက်နေ့ကပဲရသေးတော်မျိုးမှာခြေစိုက်ထားတဲ့အကျန်းဖက်စစ်ကောင်စီရဲ့ခတ်မရ936 939နဲ့938တရင်3ခုလုံးကိုရခိုင်တပ်တော်အေအေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးရသေးတော်မျိုးကိုပါသိမ်းပိုက်ရရှိခဲ့တဲ့ဆိုပါတယ်အဲ့ဒီရသေးတော်မျိုးသိမ်းတိုက်ပွဲမှာအကျန်းဖက်စစ်တကားစစ်သားဖြစ်အတင်းအဓမ္မစုဆောင်းထားတဲ့ရိုဟင်ဂျာမွတ်စလင်လူမျိုးတွေပါသေဆုံးမှုရှိပြီးစစ်တပ်တရင်တွေထဲမှာစစ်သားတွေရဲ့မပါအလောင်းတွေရောတသားအဖြစ်စုဆောင်းခံထားရတဲ့မွတ်စလင်လူမျိုးတွေရဲ့အလောင်းတွေကိုပါတွေ့ရှိထားပြီး စစ်ကောင်စီတပ်သားအယောက်200လောက်ကတော့ကိုလူယုံထွက်ပြေးသွားကြတယ်လို့ရခိုင်တပ်တော် AA ကထုတ်ပြန်ထားပါတယ်လက်ရှိမှာလည်းရခိုင်တပ်တော် AA ကရခိုင်ပြည်နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေနဲ့နောက်ထပ်မြို့တွေကိုသိမ်းပိုက်နိုင်ဖို့အတွက်အရှိန်ဟုန်နဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ရသေးတော်မြို့သိမ်းတိုက်ပွဲအတွင်းရခိုင်တပ်တော် AA ကထုတ်ပြန်ထားတဲ့ရိုဟင်ဂျာမွတ်စလင်လူမျိုးတွေရဲ့တေဆုံအလောင်းတွေကိုတော့ရန်ကုန်ခစ်တဲ့ရဲ့ Telegram မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျတစ်ဖက်မှာတော့ ရခိုင်ပြည်နယ်မှာအကြီးအကျယ်စစ်ရှုံးမှုအပေါ်ထိုးကျစကားများခဲ့ကြတဲ့စစ်ကောင်စီရဲ့တိုင်းမှုဗိုလ်ချုပ်ထင်လန့်ဦးနဲ့စစ်တွေတက္ကသမှုဗိုလ်မှုချုပ်မျိုးမင်းလက်တို့ကိုယာတုကနေဖယ်ရှားလိုက်တဲ့သတင်းတွေထွက်နေတယ်လို့စစ်ဗတ်တရရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။မတ်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲအဲ့ဒီတိုင်းမှုဗိုလ်ချုပ်ထင်လန့်ဦးနဲ့စစ်တွေတက္ကသမှုဗိုလ်မှုချုပ်မျိုးမင်းလက်ဆိုသူတို့ကိုယာတုကနေဖယ်ရှားလိုက်ပြီးအရန်အင်အားကိုပို့လိုက်တယ်ဆိုပါတယ်။ အဲ့ဒီနှစ်ဦးရဲ့နေရာကိုတော့ဗိုလ်မှူးချုပ်ကျော်ဟန်ဆိုသူနဲ့ဗိုလ်မှူးချုပ်နေမျိုးအောင်ဆိုသူတို့ကပြောင်းလာမယ်လို့လည်းကြားထားပြီးဆက်လက်အတီးပြုတ်နေတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောထားပါတယ်ရခိုင်ပြည်နယ်မှာစစ်ရေးရအကြီးကျယ်ရှုံးနိမ့်နေမှုနဲ့ပတ်သက်ပြီးအခုရာထူးကနေဖေရှားခံလိုက်ရတဲ့တိုင်းမှုဗိုလ်မှူးချုပ်ထင်လက်ဦးနဲ့စစ်တွေတက္ကသမှုဗိုလ်မှူးချုပ်မျိုးမင်းလက်ဆိုသူတို့ဟာရန်ဖြစ်ထိုးကျိတ်ကြတဲ့အချိန်ဗိုလ်မှူးချုပ်မျိုးမင်းလက်ကနှာခေါင်းယိုကျိုးသွားတယ်လို့ဗိုလ်ချုပ်ထင်လက်ဦးကပွားကျိုးသွားတဲ့အထိဖြစ်ခဲ့ကြတဲ့အတွက် သူတို့နှစ်ဦးကိုစစ်ကောင်စီကစုံခုံဖွဲ့ပြီးအရေးယူလိုက်တာဖြစ်တယ်လို့လဲစစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အရမစစ်သားစုဆောင်းမှုကိုနိုင်ငံတကာအတိုင်းဝိုင်းကအမြန်ဆုံးတားမြစ်ပေးဖို့ကုလသမဂ္ဂအစည်းအဝေးမှာတမ္မကြီးဦးကျော်မိုးထွန်းကထက်မှန်တင်ပြတောင်းဆိုတော့ပါတယ်မတ်လ23ရက်နေ့ကနေ28ရက်နေ့အထိနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့အစည်းအဝေးတွင် တမ်မကြီးဥကြုံမွတ်ထွန်းကမိကွန်းပြောတဲ့အချိန်ထက်မှန်တင်ပြတောင်းဆိုသွားတာပါလက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တရားမဝင်အရမစစ်သားစုဆောင်မှုကြောင့်လူငယ်လူရွယ်တွေဟာအလွန်အမင်းစိုးရိမ်ရတဲ့အခြေအနေမှာကြာရောက်နေပြီစစ်တပ်ကအခုလိုစစ်သားစုဆောင်မှုရည်ရွယ်ချက်ဟာလူငယ်တွေကိုလူသားတိုင်းအဖြစ်အသုံးချဖို့နဲ့ပေါ်တာဆွဲဖို့တာဖြစ်တဲ့အတွက်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အကြမ်းဖက်စစ်ကောင်စီအပေါ်လိုအပ်တဲ့စီမံဆောင်ရွက်ချက်တွေကိုအမြန်ဆုံးချမှတ်ပေးဖို့ အမျိုးသားညီညွတ်အစိုးရအန်ယူဂျီနဲ့အတူပြည်သူတွေကပါအလေးနဲ့တောင်းဆိုပါတယ်လို့တမ္မကြီးဥကျော်မိုးထွန်းကမိကွန်းမှာထည့်သွင်းပြောဆိုလိုက်ပါတယ်။ဒါပြင်လက်ရှိမြန်မာနိုင်ငံမှာစစ်အာဏာရှင်ကိုအပိတိုင်ဖယ်ရှားနိုင်မှုနဲ့စစ်တပ်ရဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေကိုကုလသမဂ္ဂအနေနဲ့အမြန်ဆုံးထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့အမှန်တကယ်လိုအပ်နေပါပြီလို့တမ္မကြီးဥကျော်မိုးထွန်းကကုလစည်းဝေးမိကွန်းမှာထည့်သွင်းတောင်းဆိုတော့ပါတယ်ခင်ဗျ။ဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ